အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မြေပဲနဲ့စားနဲ့လှော်ရင်ဒေါ်ဤတူအကြောင်းလေးကိုပြောပြချင်လို့ပါဒေါ်ဤတူကတော့ကျွန်တော်တို့ရွာကလူတကာချစ်တဲ့သူတယောက်လို့ပြောရင်လည်းမမားပါဘူးအဲ့တော့ဒေါ်ဤတူအကြောင်းကအခုလိုမျိုး5မိနစ်10မိနစ်လောက်နဲ့ပြောလို့ပြီးနိုင်တာမျိုးတော့မဟုတ်ပါဘူးအဲ့ဒီထဲကမှမှတ်မှတ်ရရရှိတဲ့အကြောင်းလေးအ ਨੇ အချင်းလောက်ပြောပြချင်လို့ပါ နောက်မှဒေါ်ရီတို့အကြောင်းကိုတေချာလေးစူးစီးပြီးတော့ကျွန်တော်ပြန်ပြောပြပါအောင်မယ်အခုတော့ဒီဒီမြေပဲစားလှော်ရင်းနဲ့ဘာလို့ဒေါ်ရီတို့အကြောင်းကိုပြောရလဲဆိုရင်ဒေါ်ရီတို့ကျွန်တော်တို့အိမ်မှာကအတော်အပြူကြီးတယောက်ရှိတယ်အဲ့တော့နေခင်နေ့လေထမင်းစားပြီးပြီဆိုလို့ရှိရင်အဲ့လိုပေါ့နော်အချိန်တစ်နာရီခွဲနှစ်နာရီလောက်ဆိုလို့ရှိရင်ရွာလူကြီးတွေကစုပြီးတော့ကျွန်တော်တို့အိမ်ကိုအလဲလာတတ်တယ် အဲ့လာတဲ့တဲ့ထဲမှာဒိုအီတူကတော့အမြဲတမ်းပေါ့လေလာတဲ့လူအမြဲတမ်းမှတ်မှန်လာတဲ့လူထဲမှာတယောက်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့အိမ်ရမြေပဲလေးတွေကိုသူအမြဲတမ်းကူခွာပေးရဲ့ဒါကြောင့်လည်းအမှတ်တရဖြစ်သွားတဲ့အနေနဲ့ဒီမြေပဲနဲ့စားနဲ့လှော်ရင်းနဲ့ဒိုအီတူအကြောင်းကိုပြောပြရတာပါအဲ့တော့ဒိုအီတူကတော့လူကဘာလို့ချစ်လဲဆိုလို့ရှင်သူကကူညီလိုစိတ်အပြည့်ရှိတဲ့သူတယောက်မှလို့ပါ ပြီးတော့ဒေါ်ကြီးတိုးရဲ့တရွာလုံးတည်တဲ့ထူးခြားတဲ့အချက်တစ်ချက်ကတော့သူကဒေါ်ကြီးတိုးကအရန်မှတ်ညံကောင်းတာပါအဲ့တော့ဘယ်လောက်ထိမှတ်ညံကောင်းလဲလို့ကျွန်တော်ဥပမာတစ်ခုနဲ့ပြောပြရမယ်ဆိုလို့ရှိရင်ဟောပေါ့နော်ကျွန်တော်တို့ရွာမှာကလေးတယောက်မွေးတယ်ဆိုကြပါစို့အဲ့ဒီမှာအဲ့ဒီကလေးမွေးတဲ့နေ့အချိန်ဘယ်နည်းရဘယ်အိမ်မှာဘာဟင်းချက်တယ်ပေါ့လေပြီးတော့ဘသူနဲ့ဘသူနဲ့စကားများပြီပေါ့ example ပေါ့အဲ့ဒီနေ့တနေ့မှာ ီရွာလေးမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့သူကတွဲပြီးတော့မှတ်မိနိုင်တဲ့မှတ်ထားနိုင်တဲ့စွမ်းရည်ရှိရဲ့လူတယောက်ပေါ့လေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရွာမှာတစ်ခုခုမေ့နေတာပဲရှိရှိမတိတာပဲရှိရှိဆိုလို့ရှင်ဒွိတို့သွားမှသွားမေးလိုက်လေးဆိုပြီးတော့ကျွန်တော်တို့အမြဲပြောကြရပါတယ်ပေါ့လေဒါဒွိတို့ရဲ့ထူးခြားတဲ့အကြောင်းကတော့မှတ်ညာရှိတာပေါ့နောက်တစ်ခုကဒွိတို့ကနေ့စဉ်သူက ကုတူတခုအများတန်းလှုပ်တယ်အဲ့ဒါတော့ဘာလဲဆိုလို့ရှင်တော့ရွာလဲလမ်းမကြီးတခြားကိုသူကရက်စီးလဲတယ်သူရောက်တဲ့လဲတာတော့မဟုတ်ပါဘူးနောက်ထပ်အဲ့လိုအများတန်းမမှန်လဲတဲ့အမကြီးတယောက်နဲ့ဒေါ်ကြီးတယောက်လည်းရှိသေးရဲ့ပေါ့အဲ့တော့အဲ့ဒေါ်ကြီးသူကတပြက်စီးလဲပြီးပြီဆိုလို့ရှင်ဒီတိုင်းအမိုက်လဲလဲပြီးအမိုက်ကျုံပြီးဒီတိုင်းတော့ပြက်တဲ့လူမျိုးတော့မဟုတ်ဘူးသူကအမိုက်ကိုဒီကိုစကားနဲ့ချညီကြီးနဲ့အမိုက်ကိုခွဲထုတ် မိုက်ကိုအမိုက်ပုံကိုတွားပစ်အဲ့လိုမျိုးလုံးဝမှာအမိုက်ကိုတေးချာကိုပစ်ပြီးတော့တေးချာလှဲတဲ့လူပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဒွိတိုးရဲ့မှတ်ညာတစ်ခုကိုလည်းဖြည့်ဆွတ်ပြီးတော့ပြောပြချင်ပါတယ်တခါတော့မှာရွာမှာတရားပွဲလုပ်တယ်ပေါ့ကျွန်တော်ကလည်းရွာရောက်နေတဲ့အချိန်နဲ့ကြုံတော့ကျွန်တော်လည်းတရားသွားနာခဲ့ပါတယ်အဲ့မှာ ဆရာဝဲမှာဘုန်းကြီးကအလင်္ကာတပုတ်ကိုတပိုင်ချင်းစီချပြီးတရားဟောတယ်။တရားဝဲတာပြီးသွားတယ်ကျွန်တော်ကတော့ဒီဆိုလိုရင်းလောက်ပဲနားလဲတယ်ပေါ့။ဒါပေမဲ့ဒေါ်ကြီးတို့ကတော့အဲ့ဒီအလင်္ကာရဲ့၃ပုံ၂ပုံလောက်ကိုပြန်ပြီးတော့ရွပြပြီးတော့အိဗယ်နဲ့တကွာသွားမှတ်မိနေပေါ့လေ။အဲ့လိုမျိုးစွာရှိရပေါ့။အဲ့လိုကညံကောင်းနေပေါ့လေ။ကျွန်တော်အတွက်ကတော့အဲ့ဒါမမှတ်နိုင်ဘူးပေါ့။နောက်တစ်ခုက ိုဟိတုရဲ့ဟာတာလေးတစ်ခုဖဲ့ပြောပြချင်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်တို့ရွာမှာအလိုဆွန်းဆန်စိန်လောင်းလူပဲတစ်ခုရှိပါတယ်အဲ့မှာလောင်းလူပဲမှာဒိုဟိတုကကျွန်တော်တို့ရွာတွေမှာဆိုရင်စရုံးထုံးရင်နှစ်ပတ်ရွှေစရုံးဆိုပြီးထုံးကြတယ်အဲ့မှာသူကနှစ်ပတ်ရွှေစရုံးထုံးတာမကြိုက်လို့ဆိုပြီးတော့အပြန်ပြန်လှန်လှန်ထုံးရင်းနဲ့နောက်ဆုံးဆွန်းလောင်းပွဲကိုမသွားလိုက်ရပဲလွတ်သွားတယ်ဟန်ဒီတစ်ခုရှိရပေါ့ဒါကတော့ရွာမှာစွန်းဆန်စိန်လောင်းပွဲရှိတယ်အမြဲပြောစမှတ်ပြူတဲ့ ဟာတာလေးတစ်ခုဖြစ်ပါတယ်ရောအာကျွန်တော်တို့ရွာတွေမှာလျှက်စစ်မီတွေရလာတော့အိမ်တိုင်းလူလုံးမလို့ TV တွေရှိလာကြတယ်ပေါ့အဲ့တော့ TV ကြည့်ချိန်လဲဇလန်းကနေအစကနေအဆုံးသူကတလုံးမကြံစာလိုက်ဖတ်တတ်တယ်အလိုသူစိတ်ဝင်စားတဲ့စာရွက်လေးတစ်ရွက်တွေ့ရမယ်ဖြစ်ဖြစ်စာအုပ်လေးတအုပ်တွေ့ရမယ်ဖြစ်ဖြစ်ဇွဲရှိရှိနဲ့အဆုံးအထိတစ်ခါတည်းထိုင်ဖတ်တယ်သူတို့အိမ်ကလိုက်ခေါ်လဲတို့တို့အိမ်မှာဆုံးပြီးဖတ်တယ် အဲ့ဒါမှောင်သွားလဲအဲ့ဝင်းပြင်းတဲ့ကိုထွက်ပြီးတော့ဖတ်တယ်အဲ့လိုမျိုးကိုဇွဲကောင်းမဲ့သူပေါ့လေအဲ့လိုမျိုးဇပွဲပေါ်မှာတွေ့တဲ့အဲ့လိုအလှဖိတ်စာမင်္ဂလာဆောင်ဖိတ်စာကအစားအားလုံးကိုစိတ်ဝင်စားနေကိုအတန်ထွက်ပြီးတော့ဖတ်လိရှိရဲ့အဲ့တော့မြေပဲလှော်ရင်းနဲ့ဆိုမြေပဲနဲ့ပတ်သက်တဲ့အဖြစ်အပျက်အကြောင်းအရာလေးတခုပေါ့လေဒေါ်ဤတုနဲ့ပတ်သက်ပြီးတော့ငိုတဝက်ကြီးတဝက်အမှတ်တရလေးဖြစ်ပြတဲ့ခုလေးပြောပြချင်ပါတယ် အခုခေတ်ကာလမှာတို့ရွာတိုင်းဒီဘာမှာကြုံတွေ့ရတယ်ပေါ့နိထွက်ပြေးကြရတဲ့နေ့ပေါ့အဲ့ဒီနေ့ကဒိုရီတူကကျွန်တော်တို့အိမ်မှာမြေပွဲကူခွာပေးနေတဲ့အချိန်ဖြစ်ပါတယ်အိမ်မှာအိမ်ကအကူကဒိုရီပြေးတော့ဒိုရီတို့အိမ်ကလူတွေကလည်းလိုက်ရှာနေပြီဆိုပြီးတော့ပြန်လွှတ်လိုက်တယ်ပေါ့ဒါပေမဲ့ခဏကြာတော့သူကအကျွန်တော်တို့အိမ်ကိုပြန်ရောက်လာတယ်အကြောင်းကတော့သူဒီပြေဘက်ခွာခဲ့တဲ့မြေပန်းကိုမအုပ်ခဲ့ရလို့ဆိုပြီးတော့ သူပြန်ပြီးတော့လာအုပ်ပေးတာပါအဲ့လိုမျိုးလူမရှိတဲ့ချိန်ကြက်တွေဝင်စားသွားမှာဆိုပြီးတော့ဗောလေဒါကတော့အမှတ်တရပါအဲသူအိမ်ကလူရတဲ့ like ခေါ်သူသူညီမနေပြီးတော့မတူးလို့မတူးကြီးမတူးကြီးလို့ခေါ်တယ်မရဘူးအဲ့လိုမျိုးဟိုလူကြီးဆိုတော့ဗောလေသူတို့ကအေးချမ်းချမ်းနဲ့ကြီးပြင်းခဲ့ရတာဆိုတော့သူတို့အပူတွေမတိဘူးပေါ့ဒါကတော့အမှတ်တရပါအဲ့ဒီကတော့ဘလောက်ပဲပူနေနေဒေါ်ကြီးတို့ဒီမြေဘဲဘန်းကိုလာပြီးတော့အုပ်ပေးနေရီရတာတော့တို့ နောက်အတွက်ကတော့အမှတ်တရတစ်ခုပေါ့ဒါမြေပဲဖလော့အင်းနဲ့တတိယသွားလို့ပါအဲ့တော့အခုတော့ဒေါ်ဤတူကတော့ကွယ်လွန်သွားပါပြီနောက်တစ်ခါဒေါ်ဤတူသားလူဖြစ်ပြန်ဝင်စားမယ်ဆိုလို့ရှိရင်တော့သူကပညာတတ်ပေါ့လေပညာတတ်တူထူးကျော်တဲ့လူတစ်ယောက်ဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ပဲသူပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ကောင်းရာဘုံဘဝမှာဆံမြန်းနေမယ်လို့လည်း ယုံကြည်ပါတယ်။အဲမှာကျွန်တော်ဒေါ်ဤတူပုံလေးကိုလည်းပြထားပါတယ်။အားလုံးကျန်းမာကြပါစေ။